အားလုံးပဲခွတ်တော်ရဲ့နာမ၌မင်္ဂလာပါကျွန်တော်ယနေ့ခေတ်မြန်မာနိုင်ငံမှာရှိတဲ့အသင်းတော်မှာကယ်တင်ရှင်ဆုံးရှုံးနိုင်လားမဆုံးရှုံးနိုင်ဘူးလားခွတ်တော်ရဲ့နှစ်တထောင်အုပ်ဆိုးခြင်းကဘယ်အချင်းဖြစ်မလဲခွတ်တော်ကနှစ်တထောင်မတိုင်ခင်ကြွလာပြီးတော့အုပ်ဆိုးမလားလွန်ပြီးမှပဲအာကြွလာမလားဆိုတာနေနဲ့ပတ်သက်ပြီးတော့တုံတင်ချက်တွေနောက်ပြီးတော့တခြားအကြောင်းအရာမျိုးစုံနဲ့ပတ်သက်ပြီးတော့တုံတင်ချက်တွေအမျိုးမျိုးကြောင်းမို့လို့ကျွန်တော်တို့အငင်းပွားနေကြတာတွေတင်ခွဲနေကြတာတွေ အရှိပါတယ်။တချို့အရာတွေကတော့ကဲတင်ချင်းနဲ့ဆိုင်တဲ့တမာတရားနဲ့ဆန့်ကျင်တဲ့အရာဖြစ်လို့ကျွန်တော်တို့တားဆီးရမယ်ပိတ်ပင်ရမယ်အရာတွေဖြစ်ပါတယ်။ဒါပေမဲ့တချို့သူတင်ချက်တွေကတော့လေကဲတင်ချင်းနဲ့မဆိုင်ဘူး။အာဒါပေမဲ့ကျွန်တော်တို့ကကဲတင်ချင်းနဲ့ဆိုင်သလိုလိုတိုက်ခိုက်ကြလို့ငင်းခုန်ကြလို့မဖြစ်တဲ့တာတွေလည်းဖြစ်နေတာတွေလည်းများစွာရှိပါတယ်။ဒီနေ့ကျွန်တော်တို့လေ့လာမယ့်တိမောတေဩဝါဒစာ ပထမဆုံး အခန်းကြီး1အငယ်1ကနေ7ကိုအာမာလဲအဲ့ဒီမှာလဲတုံတင်ချက်တွေကြောင်းမို့လို့အငင်းအခုံဖြစ်နေကြတာတွေကိုတွေ့ရပါတယ်။ဒါကြတော့အေးဖက်အတင်းတော်မှာအဲ့တော့ကျွန်တော်မင်္ဂလာရှိတော်အေးုံကလေးတည်င်းကောင်းဆိုတဲ့ခေါင်းစဉ်နဲ့ဒီကျောင်းပိုက်ကိုကျွန်တော်လေးအတူတူလေ့လာသွားကြရအောင်။အာသုံးပိုက်ခွဲပြီးတော့လေ့လာကြမယ်။တစ်ကနေနှစ်မှာကတော့အဓိကပြီးတော့ရှင်ပေါလုကအေးုံကလေးတည်င်းကောင်းရဲ့တမန်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကိုတုံတင်ပေးထားပါတယ်။ ဲ့တော့သူ့ကိုဘသူကတမန်တော်ဖြစ်ခန့်ထားတာလေအငယ်တက်မှာဆိုရင်ငါတို့ဤကဲ့တင်ရှင်ဘုရားသခင်နဲ့ငါတို့ဤမျော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှုဤအမိန့်တော်အတိုင်းခရစ်တော်ယေရှုဤတမန်တော်ဖြစ်တော်ငါပေါ်လူသည်ရှင်ပေါ်လူရဲ့တမန်တော်ဖြစ်ခြင်းကရှင်ပြန်ထမြောက်လာခဲ့တဲ့ယေရှုခရစ်တော်ကိုယ်တိုင်နဲ့နှချင်းဆိုင်ဘုရားသခင်ရဲ့အမိန့်တော်နဲ့ခရစ်တော်ရဲ့အမိန့်တော်နဲ့သူ့ကိုတမန်တော်ဖြစ်ခန့်ထားတာဖြစ်ပါတယ်အခုခေတ် တမန်တော်လို့ပြောနေတဲ့သူတွေနဲ့တခြားစီပါပဲခွတ်တော်ကသူ့ကိုဘုရားသခင်ကခွတ်တော်ကိုယ်တိုင်ကပေါ်လူကိုတမန်တော်ဖြစ်ခန့်ထားလို့သူ့ရဲ့စကားကခွတ်တော်ရဲ့စကားပဲသူ့ကိုစကားကိုနားထောင်ရင်ခွတ်တော်ရဲ့စကားကိုနားထောင်ခြင်းပဲသူ့ရဲ့စကားကိုနားမထောင်ဘူးဆိုရင်ခွတ်တော်ရဲ့စကားကိုညှင်းပယ်ခြင်းပဲဒါကြောင့်မို့လို့အဲ့ဒီခွတ်တော်ရဲ့အမိတ်နဲ့တမန်တော်ဖြစ်ခန့်ထားတဲ့ရှင်ပေါ်လူ တွန်တင်ချက်တွေကိုကျွန်တော်တို့ဆင်ချင်နှလုံးတွင်ပြီးတော့နာခံလိုက်လျှောက်အသက်ရှင်ကြရအောင်အငယ်နှစ်မှာကြည့်မယ်ဆိုရင်ပေါလုကတိမောသေကိုစာရေးပေးလိုက်တယ်တိမောသေကအဲ့ဒီအချိန်တုန်းကအေဖက်အတင်းတော်မှာတွန်တင်ဟောကြားပေးနေတယ်အဲ့တော့သူတို့ကိုအင်္ဂလိပ်တင်းကောင်းနဲ့တမာတရားနဲ့အညီဘလိုလိုက်လျှောက်အသက်ရှင်ဖို့ဘလိုနေထိုင်ပြုမှုဖို့တွန်တင်ပေးထားလဲဆိုတာကိုကျွန်တော်တို့အဆက်ပြီးတော့ကြည့်ကြရအောင်အဲ့တော့၃ကနေ9မှာကျတော့နောက်တစ်ပိုင်းဖြစ်ပါတယ်အဲ့ဒါကတော့အဓိကအဖြစ်တော့ အင်္ဂလိပ်တမာတရားနဲ့မတူညီတဲ့ဒါမှမဟုတ်လေအင်္ဂလိပ်တမာတရားနဲ့ခြားနာတဲ့တမာတရားတွေကိုတုံတင်နေတဲ့သူတွေကိုတားဆီးပိတ်တင်ဖို့ရှင်ပေါ်လူကတိမောတေကိုညွန်ကြားထားတာဖြစ်ပါတယ်အဲတော့အဲ့ဒီမှာဆိုရင်တောင်းမှကြည့်မယ်ဆိုရင်အချို့လူတွေကခြားနာတဲ့ဩဝါဒတွေကိုတုံတင်နေတယ်အဓိကပြောဘာဘလုံမျိုးတုံတင်ချက်တွေလဲလေးမှာကြည့်ရင်ဒန်ဒရီများနဲ့မဆုံးနိုင်တော့ရွှေစင်မျိုးဆက်စင်ရင်းများကိုအာယုံဆိုင်နေကြတယ် တော့ဒါဘဲကနေရတာလဲဘဲကနေကြည်တာလဲဆိုတော့ကြည့်မယ်ဆိုရင်အငယ်ရှိကိုကြည့်ရင်တို့ကပင်းညက်တရားကနေကြည့်ထားတယ်ဓမ္မဟောင်းကျမ်းကနေကြည့်တယ်အဲမှာပါတဲ့ရွှေစင်မျိုးဆက်ဇာတ်တွေကိုကြည့်ပြီးတော့ကျမ်းစာထဲမှာနာမည်လေးတစ်လုံးပါတဲ့ဟာတွေကိုတို့ကအိုးဇာတ်ကျောင်းတွေအများကြီးပြောပြီးတော့ထွင်ပြီးတော့ပြောလာခဲ့တဲ့တန်တရီတွေကိုယူလာပြီးတော့အတင်းတော်ထဲမှာဘုရားတခင်ရဲ့စကားတွေလိုမျိုးတုံတင်နေတယ်ဟောကြားနေတယ် မေတ္တာတွေကရှင်ပေါ်လူပြောတာကအငင်းပွားမှုကိုပဲဖြစ်စေတယ်။နောက်ပြီးတော့အအကျိုးရုပ်စေတယ်။၆မငယ်၆မှာဆိုရင်လူတွေကိုကြားတဲ့လူတွေကိုအကျိုးရုပ်စေတယ်။အဲ့လိုမျိုးစကားတူမပြောဖို့ရတဲ့မတွန်တင်ဖို့ရတဲ့ရှင်ပေါ်လူကတင်မောတူကိုတားဆီးဖို့ပြောတယ်။ဒီလိုတားဆီးတဲ့အချိန်မှာဘာဖြစ်လို့တားဆီးစေချင်တာလဲဘလို့စိတ်နဲ့တားဆီးစေချင်တာလဲဆိုတာကိုအငင်းငါးပါဖော်ပြထားတယ်။အင်ယူကြားချက်ဤရည်ရွယ်ချက်ပန်းတိုင်ကစင်ကြဲသောစိတ်နှလုံး ကြည်လင်တော့အတိစိတ်နဲ့ဟန်ဆောင်မှုကင်းတော့ယုံကြည်ခြင်းတော့မှဖြစ်ပေါ်လာတဲ့ချစ်ခြင်းမြတ်တာအဲ့လိုမျိုးစိတ်ရှိလာအောင်အဒီခြားနာတဲ့ဩဝါဒတွေကိုတုံတင်နေတဲ့တွေကိုတားဆီးဖို့သူတို့ကိုပိတ်ပင်ပို့ရန်အတွက်ရှင်ဘောလူကတိမောတေကိုညွှန်ကြားပေးထားတာဖြစ်ပါတယ်အဲ့လိုစိတ်နဲ့ညွှန်တားဆီးရမယ်ဒေါသနဲ့အာနောက်ပြီးတော့မလုံမုံတည်တဲ့စိတ်နဲ့ညွှန်ကြားရမှာတော့မဟုတ်ပါဘူးအဲ့တော့အာရှစ်ကနေ7 ကနောက်ဆုံးတစ်ပိုင်းဖြစ်ပါတယ်အဲ့ဒီမှာအဓိကပြုတော့ပါတော်တင်ပေးထားလဲဆိုတော့အင်္ဂလိပ်ဒီပြည့်ညတ်တော်ကိုဒါမှမဟုတ်လဲပြည့်ညတ်တော်အာပြည့်ညတ်တော်ကိုဒီအဓိကဖြစ်တော့အင်္ဂလိပ်တည်င်းကောင်းနဲ့အညီတုံတင်ဖို့ရန်အတွက်တုံတင်ပေးထားပါတယ်အဲ့တော့ရှစ်မှာဆိုရင်ပြည့်ညတ်တော်ကစီမီစီကန်းနဲ့အညီအသုံးပြုရင်ကောင်းမြတ်တယ်တဲ့အဲ့တော့စီမီစီကန်းနဲ့အညီဘယ်လိုအသုံးပြုမလဲပြည့်ညတ်တော်ကိုခရိယန်တွေအနေနဲ့ဘယ်လိုတုံတင်မလဲ9ကနေ10မှာကြည့်ရင်ပြည့်ညတ်တော်ကဘာအတွက်လဲဘယ်သူအတွက်လဲပြည့်ညတ်တော်က ဟိုမှာဖြစ်ဖြောင်းမဲ့တဲ့သူတော့မဟုတ်ဘူးတဲ့တရားမဲ့တော့သူနဲ့မနာနာခံခြင်းမရှိတဲ့သူတွေအတွက်ဖရာတရားမဲ့သူများနဲ့အပြစ်သားတွေအတွက်ဖြစ်ပါတယ်နောက်ပြီးတော့အဲ့မှာစိုးမြင့်တဲ့အရာတွေတန်းစီလိုက်ရေးထားတယ်အဲ့တော့အဒီအဒီအရာတွေကိုစန့်ကျင်ပြီးတော့ဟောကြားဖို့ရန်အတွက်ပြည်ညတ်တော်တွေကအသုံးပြုရမယ်အဲ့လိုလုပ်တာကဘာလဲဆိုရင်စက်တက်မှာဆိုရင် ED ကမင်္ဂလာရှိတော်မူသောဘုရားသခင်၏ဘုံအတေနှင့်ပြည့်စုံသောကောင်းမြတ်သောတည်င်းနှင့်ကိုက်ညီ၏ ဘလို့ကိုက်ညီတာလဲပြညတ်တော်ကိုအပြစ်ဖော်ပြဖို့အသုံးပြုတာနော်ပြညတ်တော်ကိုအပြစ်ဖော်ပြဖို့အသုံးပြုရမယ်အပြစ်တွေဆက်မလုပ်ဖွင့်ရတဲ့ပြညတ်တော်ကိုကနေတုံတင်ပေးရမယ်အဲ့လိုလုပ်ခြင်းကအင်္ဂလိပ်တည်ငောင်းနဲ့ဘလို့ညီလဲဆိုတော့အင်္ဂလိပ်တည်ငောင်းအားဖြင့်ကျွန်တော်လူသားတွေကအပြစ်လုပ်လို့အပြစ်သားတွေဖြစ်လို့အပြစ်လက်ဆက်လုပ်နေလို့ဘုရားတခင်ရဲ့တရားစီရင်ခြင်းကိုခံရမယ်မြတ်တော်ကိုခံရမယ်အဲ့လိုခံရမဲ့ဘေးကနေကယ်တင်ပေးဖို့ယေရှုခရစ်တော်ကကျွန်တော်တို့လူဖြစ်လာတဲ့ကျွန်တော်တို့ကိုယ်စား လဝါကားတိုင်းမှာသူတို့ရဲ့အဖြစ်ကြွေးကိုကိုတော်ဆက်ပေးခဲ့တယ်အဲ့ဒါကိုယုံကြည်လက်ခံလို့ရှိရင်ကိုတော်ရှင်ပြေပြီးတော့ရှင်ပြထမ်းမြောက်လာတယ်အဲ့ဒါကိုယုံကြည်လက်ခံလို့ရှိရင်ကျွန်တော်ကယ်တင်ချင်ရမယ်ဆိုတဲ့ကောင်းမြတ်တဲ့တည်ရင်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ပြည့်ညတ်တော်ကိုအပြစ်ဖော်ပြဖို့ရန်အတွက်အပြစ်ဖော်ပြခြင်းအဖြစ်အပြစ်ကနေကယ်တင်ရှင်ယေရှုဖရာကိုညွန်ပြဖို့ရန်အတွက်အသုံးပြုရမယ်ဒီရွှေစင်မျိုးဆက်တွေဒန်ဒရီတွေ နောက်မဟုတ်နောက်မဟုတ်ရင်လည်းကျွန်တော်ကခုတ်ခစ်လို့မျိုးဆိုရင်တော့ဘယ်လိုမျိုးတွေဖြစ်မလဲဆိုရင်ကျန်းကျန်းစာတစ်ချက်ကိုယူပြီးတော့အဲထဲမှာပါတဲ့စကလုံးတစ်လုံးကနေတရားတပုတ်ဟောလိုက်တာတို့ဟိုဟောဟိုဒီဟောနဲ့ဟိုပြောဒီပြောနဲ့ပြောလိုက်တာတို့အတားမျိုးတွေကအင်္ဂလိပ်တင်ကောင်းနဲ့ခြားနာတဲ့သူနေချက်တွေအင်္ဂလိပ်တင်ကောင်းနဲ့မမြင်ဘူးအဲ့လိုမျိုးသုံးဖွင့်ရအတွက်ပြည့်ညတ်တော်ကိုမသုံးရဘူးဓမ္မကျမ်းစာကိုလည်းအဲ့လိုမျိုးမသုံးရဘူးအတားကအငင်းပွားမှုပဲဖြစ်စေတယ်နောက်ပြီးတော့ကြားနာသူအတွက်အကျိုးရုပ်စေလာကြောင်းမို့လို့ ကျွန်တော်ဒီကျမ်းပိုက်ကိုဘလို့လိုက်ရှာတက်ရှင်မလဲကျွန်တော်အင်္ဂလိပ်သတင်းကောင်းကဘုရားသခင်ရဲ့မင်္ဂလာရှိသောသတင်းကောင်းဖြစ်တယ်အဲ့ဒီမင်္ဂလာရှိသောသတင်းကောင်းကိုရှင်ပေါ်လူနဲ့တမန်တော်တွေနဲ့တို့ရဲ့နောက်လိုက်တွေကတမန်ကျမ်းစာထဲမှာကျွန်တော်ကိုရေးပြထားပါတယ်အားဒါကိုကျွန်တော်တို့ကခွတ်တော်ရဲ့စကားဖြစ်တဲ့အတွက်အင်္ဂလိပ်သတင်းကောင်းနဲ့ညီတဲ့အတွက်ယုံကြည်လက်ခံပြီးတော့လိုက်ရှာအသက်ရှင်ပြီးတော့ကျွန်တော်ရဲ့ဘဝအတ္တကိုအဒါတမန်တရားနဲ့အညီပုံတွင်းရမှာဖြစ်ပါတယ်နောက်ပြီးတော့ ကျွန်တော်တို့ရဲ့တက်တာမှာဆိုရင်အင်္ဂလိပ်သတင်းကောင်းနဲ့မညီဘဲနဲ့ချားနာတဲ့တွန်တင်ချက်တွန်တင်နေတဲ့သူတွေကိုကျွန်တော်တို့ကဒါစီပြပြင်ရမယ်အင်္ဂလိပ်သတင်းကောင်းနဲ့မြည်စွာတွန်တင်ဖို့ရတဲ့သူတို့ကိုမေတ္တာနဲ့စေတနာနဲ့ညွှန်ကြားပေးရမယ်ဒေါသနဲ့နောက်ပြီးတော့မနာလိုစိတ်နဲ့ဒေါသနဲ့ဒါမှမဟုတ်ရင်လည်းမုန်းတီးတဲ့စိတ်နဲ့ကျွန်တော်ညွှန်ကြားပေးရမှာဒါစီရမှာမဟုတ်ပါဘူးနောက်ပြီးတော့ပြညတ်တော်ကိုကျွန်တော်တို့ဘယ်လိုသုံးရမလဲ ်မင်္ဂလာရှိတဲ့ဘုရားတခင်ရဲ့အင်ဝင်လေးတည်င်းကောင်းကိုညုံပြဖို့အပြစ်ကိုညုံပြပြီးတော့အင်ဝင်လေးတည်င်းကောင်းကိုလိုအပ်တဲ့အကြောင်းအပြစ်ရဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုပို့ဆောင်ပေးဖို့ရန်အတွက်ကျွန်တော်တို့ကပြည့်ညတ်တော်ကိုတောင်းရမှာဖြစ်ပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့ကမင်္ဂလာရှိတဲ့အင်ဝင်လေးတည်င်းကောင်းကိုယုံကြည်လက်ခံပြီးတော့အဲ့ဒီတည်င်းကောင်းရဲ့ပုံတွင်းချင်းခံရတဲ့မင်္ဂလာရှိတဲ့သူတွေဖြစ်လာမှာဖြစ်ပါတယ်အားလုံးပဲခရစ်တော်၌မင်္ဂလာရှိတော်သူများဖြစ်ကြပါစေ